ွဲလေးရတီစာမှာမြေငပိတပိတ်တာကိုကျက်နှထောင်စည်းတက်နေရလို့ကျောစုမျိုးနယ်နေဒေသခံတချို့စီကတရားပါတယ်။လက်ရှိမှာကျောစုမျိုးနယ်အတွင်းမြေငပိဆယ်သက်တပိတ်တာကိုကျက်တထောင်နှထောင်စည်းပေါင်နေတာပါ။အခုနဲ့အောက်ကလအဝေါ်ကျင်ကတော့မိုးရတီဖြစ်ပေမဲ့လည်းစည်းတက်တာမရှိဘဲတပိတ်တာကိုကျက်တထောင်ဝန်းကျင်ပဲပေါင်းစည်းရှိခဲ့တယ်လို့ဒေသခံအချို့ကဆိုပါတယ်။ မိုးရသည်မှာနေအောင်ချင်းကောင်းကောင်းမရတဲ့အတွက်ဈေးတက်လေးရှိပေမဲ့လည်းတိုင်တွင်စင်ရေးချင်းတွေကြောင့်ဈေးကောင်းမရခဲ့ဘူးလို့ကျောစုမျိုးနဲ့ရှိငပိကုတ်တဲ့တူကပြောပါရယ်လက်ရှိချိန်မှာတော့ဒေသတွင်ဝယ်လိုအားများလာတဲ့အပြင် တိုင်းပြည်ပဝယ်လိုအားပါတိုးလာတဲ့အတွက်ဈေးတက်လာတာလို့ဆိုပါရယ်ကုတ်တဲ့အချို့ကလည်းပွင့်လေးရသည်ရောက်လာလို့ကထိပ်ပွဲတွေနဲ့အလူပွဲတွေအတွက်ငပိဝယ်လိုအားများလာတာဖြစ်တယ်လို့ပြောပါရယ် ဒါပေမဲ့တိုင်းတွင်းစည်ရင်တင်းမမှုတွေကြောင့်ငပိစီပြန်ကျလာမှာကိုတော့ငပိလုံနေတဲ့ဒေသခံတွေကအစိုးရနေကြပါဗျ။လက်ရှိမှာမြိတ်ဘုတ်ပြင်းသွားပြီးတောင်စုလမ်းကိုအော်တိုဘောလာ28ရက်ကစပြီးဖြတ်တန်းသွားလာတာမဟုတ်ဖို့ပြည်သူ့ကာကွယ်တပ်မတော်တနင်္သာရီတိုင်းဆက်ဌာနအမတ်35နီးပြူအဖွဲ့ကထုတ်ပြန်ထားပါဗျ။ကျောင်းစမျိုးနယ်ထွက်မြေငပိအများစုကိုမြေမျိုးစီအတိကတင်ဖို့ရောင်းချကြပြီးမြေမျိုးကနေအခြားမျိုးတွေနဲ့တိုင်းပြင်ပါကမျိုးကြီးတွေကိုတင်ဖို့ရောင်းချကြတာပါ။ ပြီးခဲ့တဲ့မိုးရသီကလည်းတိုင်တွင်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်လမ်းမစစ်တော်ကြီးအခက်အခဲရှိတဲ့အတွက်ဒေသတွင်းရောင်းချတာလောက်ပဲရှိပြီးတိုင်းပြင်ပမှာရှိတဲ့မြို့ကြီးတွေစီတည်ပို့မှုပမာဏကတော့မနေ့ကထက်နှဲသွားတယ်လို့မြေမျိုးရှိငပိကုတ်တဲ့အချို့ကပြောဆိုထားပါတယ်